မင်္ဂလာပါတီချင်အင်စလီပါတီချင်ဒီနေ့ကတော့ Jollyfornis ရဲ့ Group 5ထဲမှာရှိတဲ့ Latin Songs လေးတွေကိုသင်ကြားပြသပေးသွားမှာဖြစ်ပါတယ် Group 5မှာဆိုရင်တော့ letter Z letter W letter N and G နှစ်ခုတွဲပေါ့နော် letter V letter O O O နှလုံးတွဲအတန်းဆိုပထမဦးဆုံး letter Z ရဲ့အတန်းကို ထုတ်ပြပါမယ် letter Z ။တချို့ကလည်း letter Z လို့လည်းခေါ်တယ်။ရပါတယ် letter Z letter Z အတူတူပါပဲ။သူ့ရဲ့အတန်ကိုထုတ်ပြပါမယ်။ letter Z ရဲ့အတန်လေးကသူက S လို့လည်းမဟုတ်ဘူး။ S ကကျတော့အတန်လေးပေါ့ပါတယ်။ letter Z ကကျတော့ voiced ဖြစ်တဲ့အတန်မျိုးအတန်ထုတ်ရတယ်။ဇဇဇဒီလိုအတမ်းမျိုးပေါ့နော် ဒီမှာ teacher တို့ကလုပ်နေကြ exercise အတိုင်းပဲ teacher နံပါတ်ကလေးတက်လာမယ်နော် number 1 number 2 number 3 and number 4 we need to find out which word has not make a sound z အတန်းမထွက်တဲ့စာလုံးကိုရှာပါမယ် number 1 is zig zag line တလို့ဟိုဘက်ဒီဘက်ဟိုဘက်ဒီဘက်အဲ့လိုမျိုးသွားတဲ့ line မျိုးကို zig zag line လို့ခေါ်ပါတယ် number 2 is zoo number 3 umbrella number 4 zebra or zebra so ကြိုက်တာခေါ်ပါ umbrella because umbrella မှာ z ဆိုတဲ့အတန်လေးမပါပါဘူးဒါဆိုရင် letter z ရဲ့အတန်လေးကိုသိမယ် group 5ရဲ့ဒုတိယ letter လေးဖြစ်တဲ့ letter w ဖတ်ရင် w လို့မထွက်ပါဘူး w လို့ထွက်ပါတယ်သူ့ရဲ့အတန်လေးကိုပြောပြပါမယ်သူ့မှာပါနေတဲ့အတန်က သူ့ရဲ့ငကူလက်တန်ဆောင်းလက်တန်ရဲ့ name အတန်ထဲမှာပါတဲ့အတန်တစ်ခုမှမပါပါဘူး w အဲ့လိုအတန်မပါဘူးသူ့ရဲ့အတန်က w ကိုရဲ့လက်ဖွားပေါ့မှာလွင့်နိုင်တဲ့ဟိုငှက်မွေးလေးပဲဖြစ်ဖြစ်အမှုံမွားလေးပဲဖြစ်ဖြစ်အဲ့ဒါလေးကို လေနဲ့မှုတ်လိုက်တဲ့ပုံစံပါးစပ်ကဖြစ်ရမယ် w w w ဝါလည်းမဟုတ်ဝါလည်းမဟုတ်အဲ့နှစ်ခုကြားတဲ့ကအတန်မျိုးလေး w ဝါမြန်မာတန်ဆိုဝါဆိုတဲ့အတန်ဖြစ်တယ်အဲ့လိုလည်းမထုတ်ရဘူးဝါလို့လည်းမထုတ်ရဘူးအဲ့နှစ်ခုကြားထဲကအတန်မျိုးဖြစ်ရမယ်ဝဝဝ <laughs> Okay so I'm going to put the number 1 2 and 3 and 4 We need to find without w sound in this picture Number 1 S နဲ့ W ကိုဒီချေတို့က S ကအတန်က W ရဲ့အတန်က W ဒီနှစ်ခုကိုပေါင်းပြီးတော့တန်တန်ပဲထုတ်လို့ရတယ်သူအတန်က SW SW အဲ့လိုအတန်မျိုးပါ SW AN SWAN SWAN W IND O WINDOW APPLE APPLE WHALE ဒီမှာဆိုရင် H က silent ပါဒီချေက HWH တွေမှာ H silent ဖြစ်တဲ့ letter အကြောင်းကိုနောက်ထပ် lesson ချင်းမှာထည့်သွင်းမှာမို့လို့ဒီမှာတော့တစ်ခါပြောပြမယ် WH ရဲ့အနောက်က vowels A E I U O ရောမပါဘူး vowel A E I O U နဲ့ WH တွဲတွေ့ပြီးဆိုရင်အဲ့ WH တွေက H ကိုဖယ်ပြီးအတန်ဖြောက်ပြီးဖတ်ရတယ် whale So we need to find which picture doesn't make a sound w of course number 3ပေါ် apple apple မှာ w ဆိုတဲ့အသံမျိုးလေးမပါပါဘူးတတိယ letter sounds အနေနဲ့ n နဲ့ g n ကိုကြတော့ဒီခြေတို့ဘလို့အသံထုတ်ခဲ့လဲ음음음ဆိုတဲ့အသံမျိုး g ကိုကြတော့ဒီခြေတို့ကဒါဆိုရင်ဒီနှစ်ခုကိုပေါင်းပြီးထုတ်ရမယ်အသံ음 so အဲ့နှစ်ခုကအသံပေါင်းလိုက်ရင်음 อืม and ကိုထုတ်တဲ့ချိန်မှာอืมဆိုပြီးတော့ရှာထုတ်သွားတဲ့အတန်ကိုရှာကိုပြန်ချလိုက်မယ်ကထုတ်တဲ့ချိန်မှာ g ဆိုအတအားထုတ်ရတဲ့အတန်မျိုးမထုတ်ပဲနဲ့อืมอืมအနည်းဆက်ဆုံးကอืมဒါမဲ့ငါအတန်လေးကိုပို့ပို့အောင်ဆိုရတယ်မြန်မာတန်ဆိုရင် in in လို့ပေါ့เนาะဒါပေမဲ့လည်းအဲ့လိုအတန်မျိုး in ဆိုတဲ့ဟာကိုအထဲကရှာကအာကောင်မှာကပ်ပြီးသွားပြီးတော့ဟိုအနောက်မှာပိတ်ထားလိုက်ပါလေမထွက်လာရဘူးတအားอืมနှာခေါင်းထဲရထုတ်ပါလေ in ဆိုရင်ဒီချက်တို့လေပင်းကထွက်တယ်อืมဆိုရင်နှာခေါင်းထဲရထွက်တယ်အဲ့လိုနှာခေါင်းထဲရထွက်တဲ့အတန်မျိုးဖြစ်ရမယ် Okay so we need to find the picture doesn't have um sound 3 and 4 number 1 is w it um wing i m ring fish fish k i m king ဒါဆိုရင်တော်တော်လေးတည်သားတယ် wing ring king so ng ရဲ့အတန်က ing နဲ့စုံတဲ့စကားလုံးတွေတော်တော်များများကအိအင်းအတန်ပါတာပေါ့ so we have to cross out number 3 fish 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 လို့အတမ်းဆွဲပါဘူးနော်သူက long vowel မဟုတ်ဘူး short vowel အိုင်းဒီတလုံးတွေက fish group 5ရဲ့ the fourth letter sound letter v v f f တုံးကကြတော့အတန်ပေါ့တယ်နှခမ်းကိုသွားကလာထိရတယ် v လည်းနှခမ်းကိုသွားကထိတယ်ဒါပေမဲ့သူကစထွက်တဲ့ကနှခမ်းကိုထိပြီးတော့မှလေကိုထုတ်ရတဲ့အတန်မျိုး v v v- v- lower than Yuba. So we have to find out which one doesn't have sound. Number one is volcano, vo, volcano. Number two is arrow, arrow. Number three, violin, 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 violin. Number four is van, โอเคဒါဆိုရင်တော့လွယ်လွယ်ကူကူရှာနိုင်ပါတယ်အတန်မပါတာနံပါတ်2 arrow arrow မထွက်ဘူးเนาะ arrow လို့ထွက်ပေးပါ group 5ရဲ့နောက်ဆုံး letter sounds အတန်လေးပါသူကကြတော့နှစ်တန်ထွက်လို့ရတယ်သူက u ကို short vowel အတန်မျိုးနဲ့ထုတ်လို့ရတယ်သူက vowel ပဲပြောမယ်เนาะ short vowel အတန်မျိုးဆိုတော့သူကဘာနဲ့အနည်းဆက်လုံးတူလဲဆိုတော့ မြန်မာတန်ဆိုရင်အဝဆွေတတ်တတ်ဆိုရဲအတန်နဲ့တော်တော်နင်းနင်းဆက်ဆက်တူတယ်ဒါပေမဲ့ဒီလိုမြန်မာအတန်ပြပြတတ်တာတော့မထုတ်ဘူးသူကတော့ short vowel ဆိုတော့အတန်ပါယုံလေးပဲထုတ်ပါတယ် like ဟုတ်ဟုတ်ဟုတ်အတန်ကိုဖြတ်ရတယ်တူတူပြက်ပြက်ဖြတ်ရမယ်ဟုတ်ဒါဆိုရင်ဒီချက်ကဆလုံးအ picture လေးပြလိုက်မနော်1 2 and 3ဒါဆိုရင် အိုအိုပါတယ်လက်တမှာအိုအိုပါတယ်ဆာ words မှာအိုအိုပါတယ်ဒါပေမဲ့အိုအိုပါတိုင်းက short ဖြစ်ရလားဒါတော့စဉ်းစားမှာပေါ့နော်ဒါဆိုအတန်ထုတ်ကြည့်ပါမယ် book 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 လို့မထုတ်ဘူး book လို့ထုတ်ပါတယ်အတန်တူတူပြက်ပြက်ထုတ်ပါတယ် next one book hook hook jam jam so of course number 3 has an sound o ma short o o ရှိရယ် long o o ဆိုတာလည်းရှိပါတယ်ဒီချက်အခု long o o ပြမယ်နော် When you see O and O double O တွေ့ရင်ဒီချက်အရင်တော့ငါသင်ခဲ့တယ် vowel နှလုံးတွဲတွေ့ရင်ပထမ vowel ရဲ့အတန်ကိုထုတ်ပါ O တန်ထုတ်လို့ရမယ်ဒီမှာကတော့ exception ပါเนาะ O O ကိုတွေ့ရင် O long အတန် sorry short အတန်ထွက်ရတယ် long အတန်ကကြတော့ ဥဆိုတဲ့အတံမျိုးပါ like အနှချမ်းကေဝိစနလုံးပေါင်းဆိုတဲ့အတံမျိုးတော်တော်နီးနီးဆက်ဆက်တူပါတယ်ဥဥအခေယဥလိုမျိုးပေါ့နော်ဥဆိုတဲ့အတံမျိုးပါ so အိုအိုကိုမြင်ရင်ကိုက long last shot လာစဉ်းစားရမယ် okay gonna put the number 1 2 3ပုံကိုရှာကြည့်မယ်နော် number 1 moon ဒီမှာ တော်တော်များများမှားကြရပေါ့เนาะမွန်းလို့ဖတ်ကြတယ်မွန်းမွန်းမဟုတ်ပါဘူး this is moon ဦးအတန်းဖြစ်ရမယ် moon m m un moon r i n ring sp s နဲ့ p ဆိုရင် s ရဲ့အတန်းက p ရဲ့အတန်းကနှစ်ခုပေါင်းเนาะ sp 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 un spoon ဒါဆိုရင်ဒီချက်တော့ oo မြင်ရင် long la short la ရှာမယ်ဒါဆိုရင်တော့ဒီအတန် number 2မှာပဲ u အတန်မပါတာပါမြန်မာတန်နဲ့အနည်းဆက်ဆုံးတူလို့မြန်မာလိုရေးပြတာအမှန်တကယ်တော့ကိုကမှတ်ရမှာ oo ကိုမြင်ရင် short la long la short ဆိုရင် o long ဆိုရင် u when you see oo o u o u အဲ့လိုအတန်မျိုးပဲမှတ်ပါ ဒီနေ့ lessons လေးတော့ဒီလောက်ပါပဲ group 5ထဲမှာ1 2 3 4 5 5 letter sounds ရှိပါတယ်ဒီချက်အရှိမ group 1 2 4ကိုလည်းတင်ထားပေးတာမို့လို့အရှိကဗီဒီယိုလေးလည်းတွားကြည့်ရင်းနဲ့ jellyphonics phonics phonetic ကို learning လုပ်လို့ရပါတယ်အားလုံးပဲ bye